မင်္ဂလာညချမ်းပါရှင်2025ခုနှစ်ဇွန်လ9ရက်နေ့ Radio NUG ပြည်တွင်းသတင်းတွေကိုတင်ပြပေးသွားပါမယ်ကျမကတော့ຫນွေဦးမှမှာကျမအောင်ဆုံးတင်ပြပေးမယ့်သတင်းကတော့ငလင်ကျောက်ဥပုထောင်ကနိုင်ငံအကျဉ်းသား49ဦးသေဆုံးခဲ့ရမှုကိုစစ်ကောင်စီဘက်ကဖုံးကွယ်ထားတဲ့သတင်းပဲဖြစ်ပါတယ်ခုနှစ်မလ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကျောက်ဥပုအကျဉ်းအောင်နဲ့စောင့်ပြူကြပြီးသေဆုံးသူ90ဦးကျော်ရှိခဲ့တဲ့အနေနဲ့နိုင်ငံအကျဉ်းသား49ဦးသေဆုံးခဲ့တာကို စစ်ကောင်စီဘက်ကဖုံးကွယ်ထားတာကိုမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံအကျဉ်းသားများကွန်ရက် PPNM ကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။စစ်ကောင်စီကဖုံးကွယ်ထားတဲ့ငလေကြဥပိုလ်အကျဉ်းတော်ကနိုင်ငံအကျဉ်းသား49ဦးသေဆုံးခဲ့ရမှုစီးရင်ကိုဒီနေ့ဇွန်လ9ရက်မှာထုတ်ဖော်လိုက်တာဖြစ်ပါတယ်။အရာပြင်းကလေးကြောင့်ဥပ္ပိုလ်အကျဉ်းအောင်နဲ့အဆောင်ပြုကြပြီးတေဆုံးခဲ့ရသူ80ဦးကျော်နဲ့ PPPNM ဘက်ကစီးစစ်ဆောင်ကြည့်မှတ်တမ်းကောက်ယူမှုတွေအရအနည်းဆုံးနိုင်ငံအကျဉ်းသားအကျဉ်းသူ49ဦးပါဝင်ခဲ့တာကိုတွေ့ရတယ်လို့ဆိုပါတယ် ခုလိုအကျဉ်းသားတွေတိတ်ဆုံးခဲ့ရတာနဲ့ပတ်သက်လို့စကောင်းစီကသတင်းထုတ်ပြန်ရမှမပါဝင်ခဲ့ပဲသတင်းမောင်ချဖုံးကွယ်ထားတာကိုတွေ့ရှိခဲ့ရတယ်လို့အတည်ပြုထားပါတယ်။တနေ့တည်းမှာအရေးအတွက်များစွာတိတ်ဆုံးခဲ့ရတာကိုသိခွင့်ရခဲ့မယ်ဆိုရင်မြမပြည်သူတွေနဲ့နိုင်ငံတကာကကူညီကယ်ဆယ်မှုတွေနဲ့ထောက်ပံ့ကူညီမှုတွေလုပ်ပေးနိုင်ကြမှာဖြစ်ပေမဲ့မန္တလေးဥပုအချင်းအောင်တွင်ကနိုင်ငံအချင်းသားတွေဟာအုံနယ်ရဲလေးဘက်အတွင်သတင်းမောင်ချခံထားရတဲ့အတွက်ပြင်ပမှာရှိတဲ့မိသားစုဝင်တွေနဲ့ ပြည်သူလူထုဟာဖြစ်စဉ်ခြေနေမှန်ကိုမသိရတဲ့အတွက်ရက်လက်စွန်းကြွေးတော့မလုပ်ရသေးဘူးလို့လဲစုံစမ်းသိရှိရတယ်လို့ PPNN ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။လက်ရှိချိန်ထိလဲဥပိုလ်ကျင်းအောင်တွင်ကနိုင်ငံရေးကျင်းသားတွေပါဝင်ကျင်းသားတွေဟာထောက်ပံ့ကူညီမှုတွေများစွာလိုအပ်နေဆဲဖြစ်တာကြောင့်လူခွင့်ရေးနဲ့တရားမျှတမှုကိုဖော်ဆောင်နေကြတဲ့အဖွဲ့အစည်းတွေအနေနဲ့ထောက်ပံ့မှုများလှူဆောင်ပေးကြဖို့ PPNN ကတောင်းဆိုထားပါတယ်။နိုင်ငံရေးကျင်းသားတွေလိုအပ်နေတဲ့ထောက်ပံ့ကူညီမှုတွေပေးနိုင်ဖို့ PPNN ဘက်ကဆောင်ရွက်နေတာဖြစ်တဲ့အတွက် ကူညီပံ့ပိုးလိုတဲ့ပြည်သူလူထုအနေနဲ့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံအကျဉ်းသားများကွန်ရက် PPNM လူမှုကွန်ရက်စာမျက်နှာကနေတဆင့်တူတန်းနိုင်တယ်လို့ဖိတ်ခေါ်ထားပါတယ်ရှင်။ KM ယူတာတက်မတော်နိုင်ငံဥဆောင်ကော်မတီကိုဥက္ကဋ္ဌပါဝင်ဖွဲ့ဝင်ခုနှစ်ဦးနဲ့ဖွဲ့စည်းလိုက်တဲ့တဲ့ရင်ကိုဆက်လက်တင်ပြပေးပါမယ်။ KM ယူတာတက်မတော် KN ကနိုင်ငံဥဆောင်ကော်မတီကိုဥက္ကဋ္ဌပါဝင်ဖွဲ့ဝင်ခုနှစ်ဦးနဲ့ဖွဲ့စည်းလိုက်တယ်လို့ဒီနေ့ဇွန်လ9ရက်မှာကြေညာပါရတယ်။ဒီကနေ့ဇွန်လ9ရက်နေ့မှာ KM ယူတာတက်မတော် KN ရဲ့ နိုင်ငံဥဆောင်ကော်မတီဖွဲ့စည်းလိုက်တဲ့အကြောင်းလူစည်းရေးနဲ့တကွထုတ်ပြန်လိုက်တာဖြစ်ပြီးနိုင်ငံကြီးညာစာတမ်းကိုပါတော်ရည်ကြီးညာထားပါတယ်။ကရမျိုးသားကောင်းဆောင်ကြီးငင်းကျန်းထံခေါ်ဥရွှေအေးရဲ့အသားဖြစ်သူခွန်မဟန်ထံကနိုင်ငံဥဆောင်ကော်မတီဥက္ကဋ္ဌအဖြစ်တာဝန်ယူမယ်လို့ KND ကထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ကျန်နေရနိုင်ငံဥဆောင်ကော်မတီဥက္ကဋ္ဌဖြစ်ခွန်မဟန်ထံဒုက္ကဋ္ဌဖြစ်ခွန်ဆောင်သူတွေ့ရမှုဖြစ်ခွန်မျိုးဦးကော်မတီဖွဲ့ဝင်တွေဖြစ်ခွန်ရဲကခွန်ငိန်ရွှေနံ ွန်သူရကျော်ဆန်နဲ့ခွန်မောင်ညိုတို့ဖြစ်တယ်လို့သိရပါတယ်။ခွန်မဟတ်ထံဟာမြို့သားညညရဲ့အစိုးရ Energy ဒုခွေရေးဆိုင်ရာဝန်ကြီးဌာနဒုတိယဝန်ကြီးဖြစ်တာဝန်ယူခဲ့ဘူးပြီးမလတ်ခုနှစ်ရက်နေ့ကပဲတာဝန်ကနေနားယူခဲ့သူလို့လည်းသိရပါတယ်။ KN မြို့သားတက်မတော် KN ရဲ့နိုင်ငံရေးညင်ညာစာတမ်းမှာတော့ KN မြို့သားတို့ဟာတမိုင်းဆက်ဆက်ဖိနှိပ်မှုတွေကိုတော်လှန်ခဲ့ကြသူတွေလို့ဖော်ပြထားပါတယ်။၂000ပြည့်နှစ်မှာ KN နယ်မြေလေးခုမှရှိတဲ့သက်ဆိုင်ရာ KN ဖွဲ့စည်းတွေက KN ဆိုတဲ့အမည်နာမတစ်ခုတည်းအောက်မှာ မျိုးနယ်စုတွေဆွေမျိုးစုတွေကိုတတ်မှတ်နိုင်ခဲ့တယ်လို့အတည်ပြုထားပါတယ်။လက်ရှိမှာပြန့်ကျဲနေတဲ့ KN မြေဒေသလေးခုကိုမပေါင်းစည်းနိုင်သေးတဲ့အတွက်တပေါင်းတစ်စီးတည်းဖြစ်အောင်ပေါင်းစည်းရေးဟာ KN မျိုးသားတို့ရဲ့နိုင်ငံရေးမျှော်မှန်းချက်ဖြစ်ပြီးပြည်내တစ်ခုဖြစ်စုစည်းရမယ်လို့ယုံကြည်တယ်လို့ဆိုပါတယ်။ 2020ခုနှစ်ဆီယနာသိမ့်မီနောက်ပိုင်း KM မြို့သားတော်လင်းတက်တွေကိုစုစည်းနိုင်မှုဆိုတဲ့ရည်ရွယ်ချက်နဲ့ KNE ကိုဖွဲ့စည်းခဲ့ကနိုင်ငံဥဆောင်မှုဟာအရေးကြီးတဲ့အတွက်နိုင်ငံဥဆောင်ကော်မတီကိုထပ်မံဖွဲ့စည်းခဲ့တာလို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ KM မြို့သားတို့ရဲ့နိုင်ငံမျိုးမဲ့ချက်တွေကို KNE တခုတည်းကဖော်ဆောင်နိုင်မှာမဟုတ်တဲ့အတွက်တောင်းနဲ့ပြီးမှမခွဲကြပဲဆီယနာရှင်တွေကိုတိုက်ဖြတ်ဖို့ဘယ်အဖွဲ့အစည်းနဲ့မဆိုပူးပေါင်းတိုက်ပွဲဝင်သွားမယ်လို့လည်းထုတ်ပြန်ထားပါတယ်ရှင်။ ခုနောက်ဆုံးတင်ပြပေးမယ့်သတင်းကတော့မြမအရေးဝင်ရောက်ဆွတ်ဖက်နေတဲ့တရုတ်အစိုးရကိုစန့်ကျင်ကြောင်းကုလသမဂ္ဂဆိုင်ရာတရုတ်တန်ယုံရှိမှဆန္ဒပြတဲ့သတင်းဖြစ်ပါတယ်။မြမအရေးဝင်ရောက်ဆွတ်ဖက်နေတဲ့တရုတ်အစိုးရကိုစန့်ကျင်ကြောင်းနယူးယောက်စီးတီးမှာရှိတဲ့ကုလသမဂ္ဂဆိုင်ရာတရုတ်တန်ယုံရှိမှမြမအရေးတက်ကြွလှုပ်ရှားသူတွေဆန္ဒပြခဲ့ကြပါတယ်။ပြုပ်ဆူရဟာစကောင်စီဘက်ကပေါ်ပေါ်ထင်ထင်ရက်တီးပြီးမြမရေးမှာဝင်ရောက်ဆွတ်ဖက်နေတာတွေရက်တန့်စေဖို့မြမရေးတက်ကြွလှုပ်ရှားသူတွေနဲ့ NYCBC အဖွဲ့ကဦးဆောင်ပြီးဒေသစံတော်ချင်းဇွန်လ6ရက်နေ့ညနေပိုင်းက အမေရိကန်ပြည်ထောင်စုနယူးယောက်စီးတီးမှာရှိတဲ့ဒုလသမဂ္ဂဆိုင်ရာတရုတ်တန်ရုံရှိမှာဆန္ဒပြခဲ့ကြတာလို့သိရပါဗျ။နယူးယောက်စီးတီးမှာရောက်ရှိနေတဲ့မြန်မာຫນွေပွားတွေဟာတရုတ်တန်ရုံရှိမှာတရုတ်အစိုးရအနေနဲ့စစ်ကောင်စီကလုံးမဲ့တရားမျှတမှုမရှိတဲ့အတူရောင်ရွေးကောက်ပွဲကိုမထောက်ခံဘူးနဲ့စစ်ကောင်စီကိုစစ်လက်နက်တွေမထောက်ပံ့မှုဆန္ဒပြပွဲတွေဇက်တိုက်ပြုလုပ်ခဲ့ပြီးမြန်မာပြည်သူတွေကြုံတွေ့နေရတဲ့အခက်အခဲတွေကိုထောက်ထားဆန္ဒဖို့တိုက်တွန်းခဲ့ကြပါတယ်ရှင်။ ခုတင်ပြခဲ့တဲ့သတင်းတွေကို Radio Energy သတင်းတော့ကိုခန့်မှပေးပို့ထားတာဖြစ်ပါတယ်ရှင်။